ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။မမ16ရက်နေ့ညပိုင်းတင်ပါပါတော့။ဒါမဲ့လဲကြောက်မဲသွားတဲ့ဗီဒီယိုတင်ထားတယ်။ဒါမဲ့ကြောက်မဲသွားတဲ့ဗီဒီယိုထူးထူးခြားခြားအဒီနောက်ဆုံးတင်တဲ့ပိုက်ကြမှာနောက်ဆုံးဗီဒီယိုကြမှာလူကြည့်နေတာတွေ့ရတယ်ပေါ့နော်။အဲ့ဒီအတွက်ဒီဗီဒီယိုနည်းနည်းလေးပြန်ချားလိုက်တာပေါ့။ဒီဗီဒီယိုများများလေးကြည့်အောင်ပေါ့။တကယ်တမ်းအခုလိုခီးစင်နေသွားတယ်ဆိုတာက ဝင်ဝင်လင်းလင်းပြောရရင်အခက်ခဲများတယ်ဖက်ခဲများလူတိုင်းကျွန်တော်မသိဘူးကျွန်တော်ဘယ်လောက်မှအောင်မြင်နေတဲ့သူမဟုတ်လူတိုင်းကျွန်တော်မသိနိုင်မသိနိုင်တဲ့သူဖြစ်တဲ့အတွက်ပြောပြီးဆိုပြီးသွားရတာသူတို့အတွက်လည်းအထင်လင်းစရာဖြစ်ပါတယ်လူညွန်ကြီးတဖုတ်ဝင်နေနေနဲ့ကျွန်တော်တို့တွေ့တဲ့ခါကျရင်မီဒီယာဆိုရင်သူတို့ကနည်းနည်းလေးဖြုံနေနေတာရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဘလို့ယက်တီတယ်ဆိုတဲ့အကြောင်းကိုအကျေလုံးတော့ရှင်းပြနေဖို့အချိန်မရှိဘူး။ခါကြရင်ကင်မရာထိုးချိန်လိုက်တဲ့ခါကြလို့ရှင်သူတို့စိုးရင်တကြီးဖြစ်တာမျိုးတွေရှိတယ်ပေါ့နော်။အဲ့ဒီအတွက်လည်း ကျွန်တော်တို့မှအခက်ခဲများပါတယ်။အဲနောက်တစ်ချက်ကဒီလိုခီးစင်နေသွားရဆိုလို့ရှင်ကုန်ကြစိတ်ကအင်မတန်များပါတယ်။နော်။ဒီခီးစင်နဲ့ပတ်သက်ပြီးတော့ PPA မီဒီယာတခုကကျွန်တော်တို့ကိုစစ်တပ်လူလာသော မီဒီယာကစီစဉ်တဲ့ခီးစင်ပေါ့စတဲ့ပုံစံမျိုးနဲ့ရေးသားထားတာတွေ့ရပါတယ်။ပြောချင်တာကတော့ကျွန်တော်တို့သွားတဲ့ခီးစင်သွားတဲ့တစ်လျှောက်လုံးမှာဒီအနိဋ္ဌာယုံလေးစိတ်ရဲ့အနိဋ္ဌာယုံလေးအကြံဖတ်တောင်းကျမ်းသူတွေရဲ့ဖြည့်ဆည်းမှုတွေကိုပြည်သူကိုပြန်ပြဖို့ တော့ပြည်သူကိုပြတယ်လို့ပဲနိုင်ငံတကာကိုပြဖို့အဲ့တော့ကျွန်တော်နိုင်ငံတကာကိုမပြနိုင်ဘူးပြနိုင်ရကျွန်တော်တကယ်ချင်းတွေထဲမှာနိုင်ငံတကာသတင်းတော့ရှိတယ်အဲ့တော့သူတို့ထဲမှာမှနော်ဒီလိုမျိုးအခြေအနေကိုအမှန်တိုင်းမြင်တဲ့သူတွေဟောကျွန်တော်တကယ်ချင်းတွေမှာခေါ်သွားတယ်အဲ့တော့ကျွန်တော်တို့၃လရောက်သွားတယ်ဈေးစကားအပြအင်မတန်ကြီးမားပါတယ်နောက်တစ်ချက်ကကျတော့လုံခြုံရေးအပြဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားပေါ့ကျွန်တော်ကလူတိုင်းမသိနိုင်ဘူးအစိုးရကပြောသလိုဘယ်သူမှမသိနိုင်ဘူးတော်တော်များများမသိနိုင်ရာခိုင်နှုန်းများများမသိနိုင်ကြဘူး ဲ့တော့အဲ့တော့ဘဝင်လေယူပြီးတော့ကျွန်တော်သွားပြီးတော့လှုပ်လို့လည်းမရအောင်နေရာတကာမှာပါမစ်ရှင်နေယူရတယ်ကျွန်တော်တို့ဒါလေးလှုပ်ခွင့်ပြပါခင်ဗျာအဲတိတဲ့ခါကြလို့ရှိရင်လည်းတိတဲ့လျောက်ပြေလေသွားတာရှိတယ်မတိတဲ့ခါကြလို့ရှိရင်လည်းခက်ခဲနေတာမျိုးရှိတယ်ဒီချုပ်ကိတ်ဒီမှာဆိုအချိန်အကြာကြီးပဲကျွန်တော်တို့ကိုခေါ်ထားတာမျိုးပေါ့နော်ဒါမျိုးလည်းကြုံရတယ်အဲ့ဒီအတွက်ဘာတစ်ခုမှအဲနောင်တော့လည်းမရဘူးပြဿနာလည်းမရှာဘူးပြောလည်းမပြောချင်ဘူးဘာကြောင့်လဲဆိုတော့ဒီခေတ်ဒီကာလမှာက ဒီနာမည်ကိုလွဲသုံးစားလုပ်ပြီးတော့ဒီအဖွဲ့အစည်းတွေကိုနှောက်ယှက်တာဖျက်ဆီးတာလူငယ်လူငန်းစဉ်တွေကိုနှောက်နှေးအောင်လုပ်နေတာအများကြီးရှိတယ်။ဒါကြောင့်မို့လို့ဒီကိစ္စကိုကျွန်တော်နားလည်တယ်ပေါ့။ဒီအခက်ခဲကိုအသာလေးကြော်လွှားတယ်။ပုံမှန်အဖြစ်သူများတွေရှောရှောရှူဝင်သွားနိုင်တဲ့အနေအထားမှာကျွန်တော်တို့ကဘာပကတ်မှမရှိဘူး။အဲဘယ်ဟိုတော်တော်များများအကြီးကဲတွေဘာညာအဲ့လိုမျိုးပကတ်မရှိဘူး။နိစက်ရာဘာညာပြောတာတော့ရှိပါအောင်။ဒါပေမဲ့ဟိုကြီးကြီးမားမားလိုက်ပြီးတော့ ပြောတာမျိုးမရှိဘူးတိတယ်ဆိုလို့ရှိရင်တော့မှမပြောဖြစ်ပါဘူးမပြောဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့မြေပြင်မှာကျွန်တော်တို့တက်တောင်းတက်တာနဲ့အလုပ်လုပ်လို့ရအောင်ပါတကယ်လည်းခီးစဉ်တွေမှာတက်တောင်းတက်တာနဲ့အလုပ်လုပ်ခွင့်ရပါတယ်ဒေသခံပြည်သူတွေကလည်းကူညီတယ်အဲ့တော့ဒီခီးစဉ်တွေမှာထွက်လာတဲ့ရုပ်သံတွေကိုလည်းကျွန်တော်ဗီဒီယိုကြည့်တဲ့သူတွေနဲ့ထပ်တူအခြားသောပြည်သူလူထုတွေကိုလည်းကျွန်တော်တို့ကသိစေချင်တယ်ဆိုတော့အဲ့ဒီမှာတင်ဆက်ပုံကောင်းတာမကောင်းတာအများကြီးရှိပါလိမ့်မယ်ကျွန်တော်တို့ဆိုရင်ဒါ တရက်ထဲမှာအပြီးရရတာဖြစ်တဲ့အတွက်တနေရာနဲ့တနေရာသွားပြေးလွှာနေဘူးတွေမှာဟုတ်ပြီရေတောက်စရာမရှိဘူးရေတောက်စရာမရှိတဲ့နေတာမှာနေဘူးတွေသွားကြလာဟိုဟဲဆိုင်နေအောင်မိုးပါတယ်ပင်မန်းပါတယ်အနံ့နေဆိုးပါတယ်ဒါဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့ကသွားတာဖြစ်တဲ့အတွက်အဆင်မပြေမှုတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီအတွက်လည်းတောင်းပန်ပါတယ်ဒါပေမဲ့ပြောချင်တာကျွန်တော်အဲ့လိုမျိုးတစ်ခုခုဖြစ်ပြီဆိုရင်ဗီဒီယိုတွေတင်လာပြီဥပမာကျွန်တော်တို့စစ်မြေပြင်သွားခဲ့တယ် နော်ဒါနိုင်ငံခြားမီဒီယာတွေမှာ conflict zone လို့ပြောတာပေါ့နော် conflict zone တွေကိုသွားတယ်ဆိုလို့ရှိရင်ဒီ video တွေတင်လာတယ်ဆိုလို့ရှိရင်အားပေးကြပါအဲနောက်ပြီးတော့ဒီလိုသွားနိုင်အောင်ပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်သွားနိုင်အောင်ကရင်ပြည်နယ်ကနေပြီးတော့ကျွန်တော်အကူအညီထောက်ပံ့နေတဲ့အကူတယောက်ကကျွန်တော်စီဘူး၅သိန်းပေးပါတယ်ဒါကျွန်တော်တို့ဒီကြီးစင်မှာအသုံးစိဒစိတစ်ပိုင်းအထောက်ကူဖြစ်ခဲ့ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီလိုပဲကျွန်တော်တို့အများကြီးထောက်ပံ့ကူညီကြတာမျိုးတွေ ကိုအရင်တော့တော့ရှိခဲ့တယ်ဗောနော်နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ပါလာအဲ့အတွက်ကျွန်တော်အပြစ်လည်းမပြောပါဘူးကျွန်တော်ဘက်ကရှိတဲ့တောင်းပန်အတိုင်းကျွန်တော်တင်ဆက်ရမယ့်တောင်းပန်တွေအတိုင်းဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ပိုင်းမှာလည်းဒီထက်ပို့ပြီးတော့ပြည်သူလူထုအတွက်အကျိုးဖြစ်ထွန်းစေမယ့်ရုပ်တံတွေကိုကျွန်တော်အနေနဲ့ရိုက်ကူးတင်ဆက်ပေးသွားဖို့ရှိပါတယ်။သတင်းတွေကိုကျွန်တော်ဆက်ရအောင်ပါ။သတင်းတွေဆက်မယ်ဆိုတော့ SCA ဆယ်နှစ်မြောက်နှစ်ပတ်လည်ပွဲပြုလုပ်ပါတယ်။ ်ဒီပွဲမှာကျွန်တော်တို့ပထမရက်မှာအခမ်းအနားကျင်းပတဲ့ပုံစံနဲ့ကျွန်တော်တို့ပြောဆိုခဲ့ပြီးဖြစ်ပါတယ် SC နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်အဲ့တော့တရက်တာအကြာမှာကျွန်တော်တို့ဘာတွေထပ်မြင်လာရလဲဆိုတော့ဒီ SC ပွဲမှာထင်ရှားကြော်ကြားတဲ့သူတွေရဲ့စကားတွေပေါ့နော်ပြည်တွင်းမှာအထင်ကြီးရဒါမှမဟုတ်ပြည်ပမှာအထင်ကြီးရဒီလိုထင်ရှားကြွကြတဲ့သူတွေရဲ့ဇာတ်ကားတွေကိုကျွန်တော်တို့ ပြန်ပြီးတော့ချုပ်ထားပါတယ်အဲ့ဒီထဲမှာအရင်ဆုံးဦးစားပြီးပြောရမယ့်သူကတော့လက်ရှိတက်မတော်ကာကွယ်ဦးစည်းချုပ်လက်ဖြစ် NCA လက်မှတ်ထိုးတွန်းကကိုတိုင်လက်မှတ်ပါဝင်ထိုးခဲ့တဲ့တက်မတော်ကာကွယ်ဦးစည်းချုပ်ယာယီသမရဘောနော်လက်ရှိမှာတော့ယာယီသမရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဘာပြောလဲဆိုတော့သူ့အနေနဲ့တိုင်းပြည်ကိုအမှန်တကယ်အေဂျင်ဘီတိုးတက်တဲ့တိုင်းပြည်ဖြစ်စီလိုတဲ့ဆန္ဒရှိတယ်လို့သူပြောပါတယ်အဲ့လိုပဲတိုင်းရင်းသားတွေနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေနေနဲ့ဥတီချက်ကိုမှန်ကန်စွာတောင်းဆိုဖို့လိုတယ်လို့ပြောပါတယ်ဆိုတော့ ဆက်ဆက်ပြီးစကားတွေအများကြီးဆက်ပြောရမယ်ဆိုရင်ဖြစ်နိုင်တာကိုတောင်းဆိုဖို့နော်ဒီမိကုန်းနေထဲမှာလည်းထည့်ပြောသွားတာတွေ့ရပါတယ်အဲ့တော့ဒီမြန်မာနိုင်ငံကြီးဖြစ်စဉ်နေထဲမှာလက်နက်ကိုင်တဲ့သူအများစုကတခုခုလှုပ်လိုက်ပြီဆိုရင်သူတို့ကအမေရိကန်လောက်ကိုလှမ်းကြည့်ပြီးတော့အမေရိကန်လိုချက်ချင်းတိုးတက်သွားပြီးတော့အမေရိကန်လိုနိုင်ငံကြီးစနစ်မျိုးကိုသူတို့ကမွေးဖွားကျင်လာဒါကမြန်မာလေမြန်မာနိုင်ငံမှာကျွန်တော်ပြောမြန်မာနီးမြန်မာဟန်နဲ့ကိုက်ညီတဲ့နိုင်ငံကြီးစနစ်မျိုးကိုက်ညီတဲ့အခွင့်အရေးမျိုးအခွင့်အလမ်းမျိုး လိုအပ်တာပေါ့အဲ့တော့ဒီမှာဆက်ဆက်လို့တခုပြောပြရစီဦးအဲ့ဒါကပြီးခဲ့တဲ့ပိုင်းကဒီ conflict zone ပေါ့နော်တိုင်းသားဒေသမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့အပြောဆိုတခုကျွန်တော်မြင်ခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့တိုင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နောက်ပြီးလို့ရှိရင်ဘာသာစကားစာပေတင်ယူခွင့်ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကန့်သတ်ထားရလို့ပြောပါတယ်စာပေတင်ယူခွင့်နဲ့ပတ်သက်ပြီးတော့ကန့်သတ်ထားတာတော့ကျွန်တော်မရှိပါဘူးအဲ့တော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်ပြီးတော့လူမျိုးတစ်မျိုးကိုတခုပြဋ္ဌာန်းနေလို့တော့မရဘူး နော်အမေရိကန်မှာလဲတက်ဆက်ကသူ့ပြည်နယ်လိုက်ပြတ်ထန်းနေတာတော့မှန်တယ်နော်ဟိုတက်ဆက်ပြည်နယ်ကတက်ဆက်တသက်ပြတ်ထန်းနေဗာဂျီးနီးယားကတသက်သူ့ကနေသူဟိုကွန်စတီကျူရှင်းနေရှီကောင်းရှိပါလိမ့်မယ်အဲ့လိုပဲချီကာဂိုနယူးယောက်ဝါရှင်တန်ဒီစီစသဖြင့်အဲ့လိုမျိုးဟိုဒီပြည်ထောင်စုနဲ့သူ့ကနေသူပြည်နယ်တွေနဲ့ခွဲပြီးတော့ခွဲခြားပြတ်ထန်းတဲ့ဒီဖက်ဒရယ်လောတွေရှိပါလိမ့်မယ်ဒါပေမဲ့လူမျိုးတစ်မျိုးချင်းစီအလိုက်တော့နော်ကိုပိုင်ပြတ်ထန်းခွင့်တော့မရှိဘူးဘယ်နိုင်ငံမှာမှရှိမနေဘူးလို့ကျွန်တော်ထင်တယ်ဘယ်နိုင်ငံမှာမှမရှိဘူး ူပြည်နယ်အလိုက်ပဲကိုပိုင်ပြဋ္ဌာန်းခွင့်တွေရှိတယ်ပေါ့အဲ့တော့မြန်မာနိုင်ငံမှာကောအခုတောင်းဆိုနေတာကတိုင်းသားတွေရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အဲ့တော့တိုင်းသားဒေသတော်တော်များပြန်ကြည့်မယ်ဆိုရင်ဥပမာကရင်ပြည်နယ်မှာဆိုလို့ရှိရင်လူမျိုးအများစုကဗမာလဲဖြစ်ကောင်းဖြစ်နေတယ်မွန်လည်းဖြစ်ရင်ဖြစ်မယ်။တော့ပါဝင်တဲ့နှုံတာရှိတယ်။အဲ့တော့မွန်ပြည်နယ်မှာလည်းကရင်ရှိတယ်၊ပအိုးရှိတယ်။အဲ့လိုပဲခြားသောလူမျိုးတွေရှိတယ်။အေရောက်တိုင်းမှာကရင်အများဆုံးရှိတယ်။အဲ့တော့တိုင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဘယ်သူ့အတွက်လဲ ဲလူတစုအတွက်လားလူတစ်ယောက်အတွက်လားပေါ့အဲ့တော့တောင်းဆိုတာတွေကတခါကျလို့ရှိရင်ဖြစ်နိုင်တာတွေတောင်းဆိုဖို့လိုတယ်ကျွန်တော်တို့နိုင်ငံက multi culture လို့ခေါ်တဲ့လူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံရှိတဲ့နိုင်ငံမျိုးဖြစ်ပါတယ်အဲ့ဒီအတွက်အားလုံးနဲ့တင့်လျော်တဲ့တင့်ညီတဲ့ အတောင်းဆိုချက်မျိုးတွေကပဲဒီနိုင်ငံရေးစကားဝိုင်းပေါ်မှာအဆင်ပြေမယ်အပြန်အလှန်အပေးအယူယုံကြည်မှုတွေနဲ့ကျွန်တော်တို့ကဒီငင်းငင်းကြီးလုပ်ငန်းစဉ်တွေဆက်သွားလို့ရမှာဖြစ်ပါတယ်ဒါဆိုမဖြစ်နိုင်တဲ့တောင်းဆိုနေတယ်ဆိုလို့ရှိရင်တော့ဒီနိုင်ငံမှာတောင်းဆိုမနေနဲ့ရနိုင်တဲ့နိုင်ငံမှာသွားတောင်းဆိုတာပို့ပြီးတော့ကောင်းတယ်လို့မြင်ပါတယ်တော်တော်များများတောင်းဆိုနေကြပြီမဲ့အဲ့ဒီတောင်းဆိုတဲ့အရာတွေကသူတို့ကိုယ်တိုင်သူတို့ရဲ့ပြည်သူတွေเนาะသူတို့လူမျိုးချင်းချင်းပြန်ပြီးမပေါ်ဆောင်ပေးနိုင်တဲ့အရာတွေလည်းဖြစ်တယ်အဲဥပမာ ကချင်ကသူတို့တောင်းဆိုနေတဲ့အရာကိုသူတို့လူမျိုးချင်းချင်းပြန်ပြီးမပေါ်ဆောင်ပေးနိုင်ဘူး။ကချင်လူမျိုးတွေကိုကိုစားပြုပါတယ်လို့ဟစ်ကြွေးနေတဲ့ KIA ရဲ့အဖွဲ့ပေါ့ KIA ကိုအဖွဲ့အဲ့ဒီအဖွဲ့တွေကအခြားသောကချင်မျိုးနွယ်စုအချို့မျိုးနွယ်စုတွေကသူတို့ကိုသူတို့ကချင်လို့တော့မခံယူတဲ့မျိုးနွယ်စုတွေရှိတယ်။အဲ့တော့သူတို့ရဲ့ပေါ်ဆောင်မှုကိုအခြားမျိုးနွယ်စုတွေကလက်ခံမလားဆိုတာလည်းရှိသေးတယ်ပေါ့။အဲ့တော့ကိုလူမျိုးတွေကိုတော့ကိုကိုရဲ့မျိုးနွယ်စုလို့ကိုကိုယ်တိုင်ကြွေးကြော်ထားတဲ့သူတွေကိုတော့စိတ်ကျဉ်တဲ့အောင်အဲ့ဒီအခွင့်အရေးတွေမပေးနိုင်သေးဘဲနဲ့ အစိုးရနဲ့ထိတ်တိတ်လာတွေ့နေတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ပြည်ပခါကပို့ပြီးတော့အာရှေ့လျားရှုပ်ထွေးလာတယ်လို့ကျွန်တော်မြင်ပါတယ်။ညီငယ်ငယ်ဆွေးနွေးမှုတွေဆိုတာကအပြန်အလှန်နားလည်မှုယုံကြည်မှုနော်ဒီလိုအရာတွေကသာပဲရှေ့ဆက်ပြီးတော့ရှောင်နှန်းနိုင်မှာ ဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့နိုင်ငံရယာယီသမရရဲ့စကားပါပဲ။အဲ့ဒါရေကောက်ပွဲနဲ့ပတ်သက်တဲ့ဒီလွန်ညွန်ရေးကိစ္စတွေဆောင်ရွက်မယ်ဆိုတဲ့အချက်ရဲ့နောက်ပြီးလို့ရှိရင်ရေကောက်ပွဲရလက်အရာထွက်ပေါ်လာတဲ့အစိုးရကိုဒီမိုကရေစီစံချိန်စံနှုန်းနေနဲ့အညီ အာဏာလွှဲပြောင်းပေးမယ်။နော်ဒီအချက်ကိုလည်းထည့်ပြောသွားတယ်။အဲ့ဒီမှာတက်ရောက်လာတဲ့သူတွေအများစုမှတ်ချက်ပေးတဲ့ဇကားတခွန်းရှိပါတယ်။အဲ့ဒါကတော့ SCA ကိုပြက်ပြီလို့ပြောရုံနဲ့မပြက်ဘူးဆိုတဲ့အကြောင်းတက်ရောက်လာတဲ့သူတွေအများစုပေါ့။ဥမာဒေါ်စောမြတ်ရစာလင်းလို့အဲ့နောက်ပြီးလို့ရှိရင်အခြားသောဒီကရင်နိုင်ငံအေးသမားတွေဒီဥခုဥက္ကာတို့ဒီလိုလူမျိုးတွေရဲ့မှတ်ချက်တွေကျွန်တော်မြင်ရတယ်ပေါ့။ဒေါက်တာအေးမောင်တို့ကတော့ဒီလိုပြောတဲ့မှတ်ချက်တွေကျွန်တော်မြင်ရတယ်။အဲ့တော့ ဒီလိုစကားတွေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ဒီပေါ်မှာရုပ်သက်နေပြန့်နှံ့လာတဲ့အချိန်မှာဥဖို့ဥက္ကာပေါ့နော်ဥဖို့ဥက္ကာကိုဒီလူကြီးနိုင်ငံကြီးမလုပ်တတ်ပါဘူးဆိုပြီးတော့ဝိုင်းမန့်ညတဲ့ဒီဘိန်းကွန်မန်တအုပ်ကိုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီလိုစကားတွေပြောနေတဲ့အချိန်မှာအဲ့ဒီလူတွေရဲ့နီဘိန်းတွေရဲ့အကြောင်းတွေထည့်ပြောရတာလဲနည်းနည်းတော့ဟို level နှိမ့်ပါတယ်အဲ့ပြောချင်တာကဒီလိုလူတွေကနိုင်ငံကြီးဖျက်ဆီးမှုတမိုင်းကြောင်းတွေကြီးမားပါတယ်နော်ဒီအဖူးစောမှုတူစီဖို့လို့ဆိုလို့ရှိရင်လည်းသူတို့ဖျက်ဆီးလာခဲ့တဲ့တမိုင်းကကြီးမားပါတယ်အဲ့တော့ဒီမှာ ဘူဆုံမှုတစီဘူပြောတဲ့ဇာတ်ထဲမှာရွက်ကောက်ပွဲအလွန်မှာလဲ SCU ကိုအခြေခံပြီးတော့တွဲဆုံဆွေးနွေးမှုတွေပေါ်ပေါက်စေချင်တယ်လို့သူကိုယ်တိုင်ပြောပါတယ်ဒါကကျွန်တော်တို့လည်းမျှော်လင့်တဲ့အရာဖြစ်ပါတယ်ရွက်ကောက်ပွဲကအရာအလုံးကိုပြည်လေတဲ့လန်စာတစ်ခုလားလို့မေးလို့ရှိရင်ရွက်ကောက်ပွဲကတခါတည်းနဲ့အပီးအပြက်ပြီးသွားမဲ့အရာမျိုးမဟုတ်ဘူးရွက်ကောက်ပွဲကပဲအဖြစ်ရွက်ကောက်ပွဲကပဲဒီနိုင်ငံကိုကယ်တင်နိုင်တယ်မယ်လို့ကျွန်တော်တို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ရွက်ကောက်ပွဲကနေဖြစ်ပေါ်လာမဲ့အစိုးရအဲ့ဒီအစိုးရကနေဆက်ပြီးတော့ပြုလုပ်မဲ့အရာတွေ နောက်ထပ်ပြီးတော့လာမယ့်ရေကောက်ပွဲရေကောက်ပွဲတွေဆက်ပြီးတော့ကျင်းပနိုင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ဆင့်ကန်လွှဲပြောင်းပေးသွားနိုင်တယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့အရင်တော့ပြောခဲ့တဲ့စနစ်တွေလည်းတဖြည်းဖြည်းနဲ့ရော့ကျရော့ကျလာပြီလို့ရှိရင်ထပ်ပေါက်တစ်ခုကိုကျွန်တော်တို့မြင်ရမယ်လို့ပြောတာအဲ့မှာငင်းငင်းဆွေးနွေးပွဲတွေလည်းဆက်လုပ်လို့ရတယ်အဲ့တော့တစ်ခါလေ့ကျလို့ရှိရင်အခုပဲရေတွင်တူးတယ်အခုပဲရေကြီးတောက်ချင်တဲ့လူတစုကလည်းရှိတယ်ဒီနေ့ရေတွင်တူးလိုက်တယ်နောက်နေ့ရေကြီးတောက်ချင်တယ်အဲ့လိုကြောင့်ပြီးခဲ့တဲ့2010 2015တောင်ယူခဲ့တဲ့ တမောင်သိစိတ်အစိုးရလက်ထက်ပေါ်တကယ်ကိုပြောင်ပြောင်မြောက်မြောက်လုပ်ခဲ့တယ်အပြောင်းလဲတွေပေါ်ဆောင်ပေးနိုင်ခဲ့တယ်ပြည်သူလူထုလူလာတောင်းတတဲ့အဲ government တစ်ခုဖြစ်ပေါ်ခဲ့တယ်ဒါပေမဲ့လည်းမရောက်ရဲနိုင်ဘူးမရောက်ရဲနိုင်တဲ့အခါကျတော့ဒီအစိုးရကိုပြစ်ပယ်ပြီးနောက်ထပ်အစိုးရထက်ယူရတယ်ထက်ယူရတဲ့အချိန်မှာလည်းငင်းငင်းလုပ်ငန်းစဉ်တွေကဘာဖြစ်လဲဆိုတော့ရက်တက်နေတယ်ရှေ့ဆက်မတူဘူးငင်းငင်းလုပ်ငန်းစဉ်တွေကိုအမျိုးမျိုးအဲမူအမျိုးမျိုးတွေနဲ့ကိုက်ပြီးတော့အဲတက်မတော်နဲ့တိုင်းသားတွေကရန်တိုက်ပြီးတဲ့ပြဿနာမျိုးတွေဒီ SC နဲ့ပတ်သက်ပြီးတော့ အဲရှေ့ဆက်မသွားတော့တဲ့ပုံစံမျိုးတွေမြင်ရတဲ့ခါကျတော့ဒါရက်တန်းသွားတဲ့အခြေအနေမျိုးတခုကိုကျွန်တော်မြင်ရတယ်ဒီဘက်အစိုးရလက်ထက်မှာကျတော့ဒီသူတို့ကိုဒီတိုင်းသားလက်နက်ကင်တွေဘက်ကဘယ်လိုမြင်လဲဆိုတော့ယာယီအစိုးရပေါ့ယာယီအစိုးရဖြစ်တဲ့အတွက်ငင်းငင်းရင်းနဲ့ပတ်သက်တဲ့အရာတွေကိုသူတို့ဆွေးနွေးတဲ့နေရာမှာအနေငယ်အဲတုံတုံဆိုင်တာတော့ရှိကောင်းရှိပါလိမ့်မယ်။နောက်လာမယ့်အစိုးရတွေလက်ထက်ကြလို့ရှိရင်တော့ဒါကဆက်ပြီးတော့ပြည်လေသွားမဲ့သဘောမှာရှိပါတယ်။ဝါအဖွဲ့က ပြောရေးဆိုခွင့်ရှိသူဥညိရန်ကတော့ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကအပေးထောက်ခံကြောင်းပြောပါတယ်။ဝါအနေနဲ့လည်းတရားဝင်လည်းထုတ်ပြန်ထားတယ်။ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့အပီထောက်ခံသွားမယ်လို့ပြောပါတယ်။နောက်ခါတော့ဗိုလ်ချုပ်စော်မင်းထွန်းရဲ့စကားဖြစ်ပါတယ်။အဲ့ဒါကတော့တော်လန်ရေးဆိုတဲ့စကားကြောင့်စာတင်ကြောင်းတွေအကန့်အသတ်မရှိပိတ်လိုက်ရတာဟာတိုင်းပြည်အတွက်နစ်နာကြောင်းဗိုလ်ချုပ်စော်မင်းထွန်းပြောခဲ့ပါတယ်။ကျွန်တော်တို့ပြောခဲ့ပါတယ်။နိုင်ငံတကာနိုင်ငံမှာအခြေခံလိုအပ်ချက်တွေဖြစ်တဲ့ပညာရေးကျန်းမာရေးက ဘယ်သူပဲတက်တက်ဘယ်ဆိုးရပဲအုတ်ချုပ်ချုပ်ဒီရန်တရားတွေမရက်တက်မှုအရေးကြီးတယ်လို့ကျွန်တော်တို့အချိန်ချင်းအခါကထက်ခါတလဲလဲပြောခဲ့ပါတယ်နော်အခုတော့တိုင်းသားဒေသတွေမှာစာတင်ကြောင်းတွေမဖွင့်ရတာဘလောက်ကြာသွားပြီလဲအဲ့ဒီစာတင်ကြောင်းတွေမှာတပုံတွေတက်ဆွဲပြီးနေတာတွေစာတင်ကြောင်းတွေမှာလက်နက်ခဲယမ်းတွေတူလောင်တာတွေစာတင်ကြောင်းတွေမှာဘုံတွေလုံနေတာတွေ ဘယ်လောက်ကြာခဲ့ပြီလဲစာသင်တန်းနေသိပ်ပြီးတော့အဲ့ဒီစာသင်ကျောင်းတွေမှာယာယီတော်လည်းကြီးစခန်းဖြစ်နေတာဘယ်လောက်ကြာခဲ့ပြီလဲအဲ့တော့ဒီလိုအကန့်အသတ်မရှိပိတ်ပင်ထားတဲ့စာသင်ကျောင်းတွေဘယ်တော့ပြန်ဖွင့်မှာလဲငင်းငယ်ရေးစကားမပြောသေး၍အပြစ်ခတ်ရဲ့စေရေးမလုပ်သေး၍ဒီစာသင်ကျောင်းတွေကပြန်ပြီးဖွင့်လာမှာမဟုတ်ပါဘူးအဲ့တော့အပြစ်ခတ်ရဲ့စေရေးလမ်းကြောင်းကိုသွားဖို့အတွက်အလုံးဝစပွဲပေါ်ရောက်လာမှဖြစ်မယ်။တနက်လေခြင်ထားခြင်းသေးတယ်။နေမီလေးလူခြင်းသေးတယ်။ငင်းချင်းကြီးလေးလူခြင်းသေးတယ်။ ဒါကတော့ဘယ်တော့မှဖြစ်လာမယ့်အရာတော့မဟုတ်ပါဘူးအဲ့တော့ကိုကြိုးအတွက်ကြည်တာလားအများကြိုးအတွက်ကြည်တာလားဆိုတော့ပြန်သုံးသပ်ဖို့လိုပါတယ်နောက်ထပ်တစ်ယောက်ကတော့ဒါဗီဒိုထီဦးပေါ့နော်ဗီဒိုထီဦးဆိုတာမြန်မာနိုင်ငံရေလောကမှာတော်တော်များများလဲတီဗီသားဖြစ်ပါတယ်တမရဦးသိန်းစိန်လက်ထက်မှာပြည်ခိုင်မျိုးပါတီရဲ့ခေါင်းဆောင်တူဦးလည်းဖြစ်ပါတယ်သူပြောတဲ့စကားကငြိမ်းချမ်းရေးကလူတိုင်းလူကျင်ချတာပဲ ်နှစ်ဖက်စစ်သားတွေလည်းလူကျင်ကြတယ်တချို့ကမငိမ်းချောင်းအောင်လုံးမအနီချောင်းတဲ့သဘောမျိုးမှာရှိတယ်လို့လည်းသူကဆိုပါတယ်ဘာပဲပြောပြောတက်မတော်ကတိုင်းပြည်မှာတစ်ခုပဲရှိတယ်သူ့အင်အားကိုတော့ဘယ်သူမှရှင်လို့မရပါဘူးလို့ဘူဂျိုထီကပြောပါတယ်ဒီစကားကတော်တော်လေးတာသွားပါတယ်ကျွန်တော်လည်းဒီစကားလေးကိုတော်တော်သဘောကျတယ်အစောပိုင်းမှာငိမ်းချောင်းနဲ့ပတ်သက်ပြီးတော့နှစ်ဖက်လူကျင်တယ်ဆိုတဲ့အကြောင်းပြောသွားတာကလည်းတကယ်ကိုကောင်းပါတယ်ဟုတ်တယ် PDF တွေကလွယ်လို့တော့တိုင်းနာလက်နက်ကြိုက်တော်တော်များများက တိုက်ပွဲမဖြစ်ပဲနေချင်းရတယ်ကိုယ့်အနေကိုနေလို့ရတယ်အဲ့တော့လက်လက်ไก่ဆိုတာကအပေါ်စင်ကိုမပြောဘူးเนาะဒီဒါရတဲ့အလွာမဟုတ်အောက်စင်ပြောတာအဲ့ဒီအောက်စင်မှာကသူတို့ဘဝတွေမစတိနိုင်ဘူးဘာအဓိပ္ပာယ်မှမရှိဘူးဘဝမစတိနိုင်ဘူးအဲ့တော့တက်မတော်ဘက်ကလည်းဒီတိုင်းပဲတက်မတော်သားတွေမှလည်းသူတို့ရဲ့မိသားစုတွေရှိတယ်သူတို့ရဲ့တန်ရုံးစင်တွေရှိတယ်အဲ့ဒီအတွက်เนาะခြေတန်းမထွက်ရလေကိုညီကိုချင်းချင်းဖြစ်နေရတဲ့တိုက်ပွဲလောက်ရင်နာစရာကောင်းတာမရှိဘူးအဲ့တော့အကုန်လုံးကငင်းငင်းရဲ့လူချင်းပါပဲဒါပေမဲ့ အကြောင်းကြောင့်ကြောင့်ဒီလိုပဲဖြစ်နေရတယ်ဒါပေမဲ့တိုင်းပြည်မှာတက်မလို့ဆိုတာတခုပဲရှိတယ်အဲ့ဒီရှိတဲ့တက်မလို့တခုတည်းရဲ့အင်အားကိုလည်းဘယ်သူမှရှင်လို့ရမှာမဟုတ်အနည်းနဲ့အမြန်ကတော့သူ့အနေနဲ့သူငြိမ်းချမ်းသွားပါလိမ့်မယ်နော်လက်ရှိအချိန်မှာတော့ဘယ်စကနာကဘယ်စခန်းကိုဘယ်လိုသိမ်းပါတယ်လို့ဘယ်ရဲစခန်းကိုဘယ်လိုဝင်စီးလိုက်ပါတယ်လို့လောက်ကောင်းလုံးနေပါလိမ့်မယ်ရှိရှိသွားလို့ရှင်အစအစအေးအရာသူ့အနေနဲ့သူ ပေါ်လွင်လာပါလိမ့်မယ်เนาะဟိုရတဲ့ကစကားနဲ့ပြောလို့ရှင်တော့ နောက်ပိုင်းကျမ်းမှာပေါ့နောက်ပိုင်းမှာသူကလည်းသူဖြစ်လာပါလိမ့်မယ်အဲ့တော့ကိုအရင်တော့အစိုးရတွေနဲ့သွားရှင်လို့လည်းရတယ်ကိုအရင်တော့အစိုးရတွေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်သူတို့ကနှစ်ပေါင်း20ကျော်30လောက်အုပ်ချုပ်လာတဲ့အချိန်မှာကျွန်တော်တို့မိတဲ့အဖျားနာမှာငိမ့်ချမ်းတယ်တာရတယ်အဲ့တော့ဒီလိုခြေနေမျိုးကိုကျွန်တော်မြင်ရတယ်အေးချမ်းတယ်ပေါ့ဒါပေမဲ့လက်ရှိချိန်မှာကျွန်တော်တို့ကြုံနေရတာ9နှစ်ပဲရှိသေးတယ်အဲ့တော့ဟိုပထမတာဝန်ယူခဲ့တဲ့ဒီအစိုးရတာဝန်ယူခဲ့တဲ့သူတွေနဲ့ပြန်ရှင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့၅ဘုံ၃ဘုံလောက်ပဲရှိသေးတယ်။၅ဘုံ၃ဘုံလောက်မှာဒီလောက်တိုင်းတာနဲ့ဒီလောက်တုံ့ပြန်နိုင်နေဆိုတာကဒါဘယ်လိုပြောရမလဲတော်တော်လေးကံကောင်းတယ်။ဒီဘက်ခေတ်လိုမျိုးတပိတ်စုံ၃ဘုံထားတဲ့ခေတ်เนาะဟိုလူငယ်တွေအများကြီးကိုလမ်းမရောက်အောင်တွန်းပို့သွားပြီးတော့တန်းနဲ့ချီတော်တဲ့ရောက်အောင်ဆွဲခေါ်သွားတဲ့ခေတ်မှာဒီလောက်ထိတုံ့ပြန်နိုင်တယ်လောက်ထိတောင်းခံနိုင်တယ်တက်မတော်ရဲ့အင်အားကိုဒီနေ့ဒီချိန်ဒီ၅နှစ်ကြာလို့မှဖြိုလို့မရဘူးဆိုလို့ရှင်နှစ်90လည်းမရတော့ ဆော့တော်နီပြောသလိုပဲနှစ်900လည်းမရတော့ဘူးဘယ်တော့မှဖြူလို့မရတော့ဘူးဒါကျွန်တော်တုံ့တက်ချက်ဖြစ်ပါတယ်နောက်တစ်ခါတော့ဒီပြပပေးတဲ့မှတ်ချက်ပေါ့နော်အဲ့ဒါကဒီ SCA ပွဲနဲ့ပတ်သက်ပြီးတော့တက်ရောက်နေတဲ့တရုတ်တန်တမန်တိတ်ရှိကျွင်းကမြန်မာရေကောက်ပွဲမှာလိုအပ်တဲ့ရုပ်ထုပစ္စည်းတွေနဲ့ဤပညာအကူအညီတွေကိုပေးသွားမယ်ဆိုပြီးတော့သူကပြောပါတယ်အဲ့လိုပဲအိန္ဒိယတန်မတ်ကြီးကလည်း ဒီ SE ပွဲနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့မှတ်ချက်တွေပေးသွားပါတယ်။နောက်ပြီးတော့ဒီနိုင်ငံရေးမှာထင်ရှားကြွကြတဲ့သူတွေကလည်း SE နဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့မှတ်ချက်တွေပေးကြပါတယ်။ဒါက SE နဲ့ပတ်သက်ပြီးဒီမှာတခန့်ရလိုက်ရအောင်။နောက်မလို့ရှိရင်ကျွန်တော်သတင်းလေးစီရောက်မှာမဟုတ်ပါဘူး။ပထမဆုံးသတင်းကတော့နယ်ရီကန်ပေါ့နော်။အားလုံးလည်းပြောကြတယ်နယ်ရီကန်ကျသွားပြီဆိုတဲ့ဘွဲတစ်ဖက်မကျဘူးဆိုတဲ့တစ်ဘွဲတစ်ဖက်ပေါ့။ဆိုတော့ဘလို့ပဲပြောပြောကျွန်တော်မနေ့ကသတင်းတင်ပြီးတဲ့အချိန်မှာကျွန်တော်လာပြောတယ်နိုင်ငံမကြသေးဘူး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လေရောင်းတိုက်ခိုင်းမှုတွေရှိတယ်။တိုက်ပွဲဆက်ဖြစ်နေတော့မှအဲ့တော့ဒီနေ့မှာတော့သတင်းတွေထက်တက်လာတယ်။သတင်းတက်လာတဲ့အချိန်မှာနေရီကန်နဲ့မီတာ6000လောက်အကွာမှာရှိတဲ့နေရာမှာအေအဖွဲ့ဝင်တွေကိုတုတ်တင်ရှင်းလင်းထားတဲ့ညွန်ညွန်တပ်ဖွဲ့ဝင်တွေပေါ့နော်သူတို့ဓာတ်ပုံတွေမှတ်တမ်းတွေရိုက်ပြီးတော့ပြန်တင်လာတယ်ပေါ့။ဆိုတော့ဒီဓာတ်ပုံတွေကြည့်ပုံရတော့ဒီလောက်များတိုက်ပွဲတအားကြီးပြင်းထန်နေတယ်ဆိုလို့ရှိရင်နောက်သူတို့တအားကြီးဖိအားပေးခံနေရတယ်ဆိုလို့ရှိရင်ဒီ AA အလောင်း7လောင်းနဲ့ တနက်16လက်ပေါ့နော်ဒီရှိခင်းပြီးတော့ဓာတ်ပုံရိုက်နိုင်မှာမဟုတ်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့နိုင်ငံအခြေအနေကသူတို့ပြောသလောက်လည်းမဆိုးပါဘူးနောက်တစ်ခုကျွန်တော်ပြောပြမယ်ဒီနိုင်ငံတိုက်ပွဲတို့နော်ဒီ A ဘက်ကတိုက်နေတဲ့တိုက်ပွဲတွေရဲ့ပုံစံပြောပြမယ်လက်ရှိလူမျိုးတွေဖုံးဝင်နေတာသူတို့ဖြန့်နာတာလောက်ဖြန့်ထားတယ်နော်သူတို့ကာကင်းနေသူတို့ကင်းနေဖြန့်ထားတယ်ပင်မစခန်းကုန်းတွေရှိတယ်ဒါသူတို့အနေထားဒါပေမဲ့ A ပုံစံကအဲ့လိုတိုက်တာမဟုတ်ဘူး A ကလူနေနေခေါ်ွားတယ် သူတို့ဖဲ့လို့ရတဲ့ကာကင်းလေးတွေတော်တော်ဖဲ့တယ်เนาะဟိုပင်မစကန်ကုန်းကြီးကိုမတိုက်ဘူးဒီအခုလက်ရှိဒီနေဆက်တွေမှာဖြစ်နေတဲ့တိုက်ပွဲတွေပေါ့နေဆက်ဆိုတာရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းအဆက်တွေမှာဖြစ်နေတဲ့တိုက်ပွဲတွေမှာဒီလိုပင်မစကန်ကုန်းကြီးရှိတယ်ဆိုဒီလိုကြွေဝိုက်ပြီးတော့ကာကင်းလေးတွေကိုပတ်ပတ်ပြီးတိုက်တယ်ပေါ့အဲ့လိုနေရာမှာမှ ညက်ပိတ်ပြီးမိတယ်ဆိုလို့ရှိရင်ပေါ့နော်နောက်ဘူးသိခံလိုက်ရတယ်ဆိုလို့ရှိရင်အခုလိုမျိုးမတာအလောင်းတွေဒါစင်နဲ့ချီထွက်လာတဲ့ပုံစံမျိုးမြင်ရပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ထုတ်ပြန်ချက်မှာတော့နေရီကံကိုသူတို့ရတယ်လို့မထုတ်ပြန်ရသေးဘူးသူတို့နေရီကံမရသေးဘူးပေါ့ကကင်းတစ်ခုတော့သူတို့ရထားတယ် point 63လုံးလား64လုံးလားတော့မသိဘူးပေါ့နော်ဒါလည်းသူတို့ဘက်ကထုတ်ပြန်ချက်ပေါ့နော်ကြောက်မဲကနေပြီးတော့နေထိုင်ုံတွေရိုက်ပြီးပြန်လာလို့သိမကြသေးဘူးကျွန်တော်ပြောခဲ့တယ်ဒီဘောကအဆုံမှာလဲဒီလိုလောက်အောင်မှာပဲ တော့ကျွန်တော်ကြောက်မဲမှာဘာပြဿနာတစ်ခုကြုံခဲ့ရလဲဆိုတော့ပြဿနာဆိုတော့ကျွန်တော်ပြဿနာတော့မဟုတ်ဘူးဒေတာကပြည်သူတွေရဲ့ရင်နေရပြဿနာရှမ်းပြည်သူတွေကဒီပလောင်ဆိုတာကိုမုန်းပြီလူမျိုးရေးပဋိပက္ခအသွင်ဆောင်းသွားနိုင်တယ်เนาะအဲ့ဒီမှာလဘကမှာလာပြီးဖတ်ဖို့နေလာလို့တဲ့ပလောင်လေးနှစ်ယောက်သူတို့မှာသူတို့ကိုသူတို့ပလောင်လူမျိုးလို့ပြောဖို့ခက်ခဲနေပြီအဲ့တော့ဒီ DNL ရဲ့လုံရဲကြောင့်ဘာမှလက်နက်မကင်တဲ့အပြစ်မဲ့ပြည်သူတွေလည်း နေရထိုင်ကခတ်နေပြီလူမျိုးပြတိပခအသွင်ဆောင်းတယ်တချို့ဆိုလို့ရှိရင်ဒီသက်ခန့်ပြည်သူတွေကြောက်မဲပြောင်းဝင်လာတဲ့အချိန်မှာပလောင်လူမျိုးအချို့နေရဆုံးခွာသွားရတာရှိတယ်လို့ကျွန်တော်ကြားရတယ်အဲ့တော့ဒါတရနလေးလို့ရဲ့အခုတီဘောမှလည်းအတိုင်းလို့ပြန်ပြီတီဘောဆိုတာကျွန်တော်ပြောတယ်ရှမ်းလို့ရဲ့အသေးနှလုံးနော်ရှမ်းနေတော်တော်များများရဲ့အသေးနှလုံးပဲဒီနေရာကိုအခုမီးရှို့ပြီးထွက်ပြန်ပြီလူမျိုးကြီးတစ်ဖက်ဝင်နေမရောက်ခင်ကရှို့တာနော်ကျွန်တော်တို့တီးတော့တော့အခုမျိုးတော်တော်များများနေရာတွေမှာ လူနေတဖုံဝင်နေရပြန်မိနေရယူလိုက်နိုင်ပြီမိုးရွာတာဖြစ်တဲ့အတွက်သူတို့မိရှုသွားတဲ့နေရာကြီးလဲငြိမ်းသွားပြီလို့ပြောတယ်အဲ့တော့ညင်းပါလိမ့်မယ်တိုက်ပွဲဖြစ်လို့ဘုံကျဲလို့မိလောင်တာပါလို့ပြောပါလိမ့်မယ်တီဘောတိမ့်ပြီလို့ကျွန်တော်သွားခွင့်ရတယ်ဆိုကျွန်တော်အင်တာဗျူးရမယ်တော့ပြည်သူတွေပြောပါလိမ့်မယ်ဘယ်လိုပုံစံနဲ့မိရှုသွားလဲဆိုတာကြောင်မင်းမတော်ကလည်းအဲ့လိုပဲညင်းတယ်အဲ့တော့သူတို့ကိုယ်တိုင်မိမရှုရင် PDF တွေလိုက်ရှုခိုင်းတယ်အဲ့တော့ PDF ဆိုတာကကြောင်မဲသားတီဘောသားတွေတော့သူတို့ကိုယ်တိုင်ဘယ်နေရာဘယ်ယုံမှလိုက်ရှုရမှာသူတို့ကိုယ်တိုင်လုတာတာယာခွင့်နေတဲ့ ဓာတ်စီပုံနေတည်တယ်တာဝင်းပုံဓာတ်စီလောင်မိရှုလာဒါပြည်သူတွေကိုယ်တိုင်မြင်တဲ့အမြင်တော့ကျွန်တော်တို့လီစဲပြောနေတာမဟုတ်အခုလည်းမိရှုသွားပြန်ပြီမိရှုတဲ့နေရာမှာအချင်းထောင်ပါတယ်ထွေအုပ်ယုံပါတယ်နောက်ပြီးလို့ရှိရင်မြေစင်းရင်ယုံပါတယ်ထင်တယ်နောက်ပြီးတော့တီဘောဟိုတယ်ပြီးတော့အခြားဌာနဆိုင်ရာအဆောက်အုံတွေနဲ့လူနေအိမ်တွေမိရှုသွားပြန်ပြီအဲ့တော့နောက်တစ်ခါနောက်တစ်ခါပေါ့တစ်တုံညာနှစ်ခုဆိုတဲ့ဝိကထပ်မရှိလာဘူးပဲလို့လေနော် ထပ်ပြီးတော့ပြည်သူတွေပြန်လည်တည်ဆောက်ဖို့ပြန်လည်ထူထောင်ဖို့ပြန်လည်နှိုးထားဖို့အချိန်ယူရတော့မယ်အဲ့ဒီအတွက်နောက်လာမယ့်နှစ်၄60တရဘယ်တော့မှမလာလေကောင်းလေပဲဒီစစ်ကနော်အထူးသဖြင့်အဲ့ DNL ရဲ့အခုလိုမျိုးမယားရန်ကားတဲ့လုံရက်မျိုးတွေကိုလက်မခံဘူးပြည်သူတွေအနေနဲ့လည်းဒါကိုဝိုင်းဝန်းတားဆီးဖို့လိုတယ်ကိုစီကိုဒီလိုလူယုံမှလူရန်ကားတွေရောက်လာပြီဆိုလို့ရှိရင်ဒီလိုအခြေအနေမျိုးကြုံလိုက်ရတယ်ဗလားဆိုတော့ခံစားချက်မျိုးကိုပြည်သူတွေအနေနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ် တော့ဖြစ်လာတဲ့အခြေအနေတွေကိုလာမဲ့ဖြစ်လာမဲ့အခြေအနေတွေအကုန်လုံးကိုလည်းတက်မတော်နဲ့လူညွှန်းတဖုံနေအကုန်လုံးနဲ့ပူပေါင်းပြီးတော့ဖြည့်ရှင်းစေချင်ပါတယ်ဟုတ်လို့ရှိရင်ကိုယ့်ရဲ့အတက်အဝေးစည်းစိမ်အတွက်ဒါကချင်းချောက်စရာတစ်ခုလို့ဖြစ်နေပါတယ်နောက်သတင်းလေးပို့ကတော့16ရက်နေ့ညနေပိုင်းပေါ့နော်စောနေ့ညနေပိုင်းမှာ TNL ထိန်းချုပ်ထားတဲ့မူမိတ်မျိုးပေါ်မှာရှိတဲ့ဒါရဲစခန်းလို့ယူဆရတယ်လို့ဒီတိုက်ခိုက်မှုပြည်သူတွေပြောတယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ အတီးပြုတ်နိုင်တာတော့မရှိသေးဘူးဘယ်သူတွေဘယ်လောက်တည်သွားတယ်ဘာဖြစ်သွားတယ်ဘယ်နေရာမှာဘယ်လိုဖြစ်သွားတယ်မပြောတတ်သေးဘူးဒေသခံပြည်သူတွေရဲ့မှန်းဆချက်ကတော့ရဲစခန်းပတ်ဝန်းကျင်လို့တော့ပြောပါတယ်နောက်သတင်းတစ်ပုဒ်ကတော့လက်ပဒန်းမှာလက်ပဒန်းမှာနေမီရှင်းလေးသွားတဲ့အဖွဲ့ညိုတဖွဲ့ဝင်တွေဖျက်တိုက်ခံရတယ် PDF တွေဆိုတာကသူတို့ပုံမှန်ဒီနိုင်ငံလန်နက်ကင်တွေလိုမျိုးယနေ့ချင်းဆိုင်တည်ပြီးတော့တိုက်တဲ့အလေးထားမရှိပါဘူးသူတို့ကကြောက်ပါတယ်နော်သူတို့လူဘလောက်များများဖျက်တိုက်ပါတယ် ခြုံခိုတိုက်ပါတယ်အခုဒီသွားတဲ့စစ်ကြောင်းပေါ့နော်နေမရှင်လေးစစ်ကြောင်းနင်းပါပါနေမရှင်လေးပဲဆိုတော့အနေငယ်ပဲပေါ့ဒီစစ်ကြောင်းကိုကြားပြတ်တိုက်တယ်သူတို့ဘက်ကထုတ်ပြန်ချက်အရာနော်သူတို့ဘက်ထုတ်ပြန်ချက်အရာ12ဦးသူတို့ဖမ်းဆီးလိုက်တယ်လို့ပြောတယ်ဒါအစောပိုင်းတည်းကဒီဘကိုးတိုင်းဒေသကြီးအနောက်ချမ်းမှာဒီလိုမျိုးဖြစ်စဉ်တွေဖြစ်နေလို့ကျွန်တော်တို့ကြိုပြီးပြောခဲ့ပါတယ်တော့အခုတော့လက်နက်တွေရောလူတွေရောဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကတစုံတရာထုတ်ပြန်တာတော့မရှိဘူးဒီပြုနိုင်တာတော့ကျွန်တော်မရှိဘူး ။ဟိုဘက်ချန်ထုတ်ပြန်တဲ့သတင်းကတော့ဒီတိုင်းပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ညပရီကွန်ကရစ်အချလန်ပြန်ဖွင့်တော့မယ်ဆိုပြီးတော့သတင်းတွေထွက်နေပါတယ်။ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ NCA ဘွဲမှာလည်း DKB ကစောစောအောင်ပေါ့နော်။ကျွန်တော်သူ့ရဲ့ပူဆက်ရှင်ကိုမသိလို့နားလဲပါ။စောစောအောင်ကသူကပြောသွားတယ်ပြန်ဖွင့်နိုင်ချေရှိတယ်လို့ပြောသွားတယ်။အော်ဒါပေမဲ့ KNU ကတော့ဒီလမ်းပြန်ဖွင့်မအောင်သူတို့နှလုံးအသေးခိုက်အောင်နားရည်နဲ့တူပါတယ်နော်သူတို့မရှိတော့လို့ဒီလမ်းပြန်ဖွင့်မအောင်အသေးခိုက်အောင်နားရည်နဲ့တူပါတယ် အချင်းမြင့်မရှိဘူးတဲ့ဒီစကားတွေကဗောနော်ဒီလမ်းပြန့်ဖွင့်မှဖွင့်ဆိုတော့အချင်းမြင့်မရှိလို့ပြောပါတယ်ဒါပေမဲ့လမ်းပြန့်ဖွင့်မှုရာခိုင်နှုန်းကတော့များလို့ကျွန်တော်ကြားပါတယ်လက်သတင်းတွေကတော့မြန်မာနိုင်ငံထဲမှာများသောအားဖြင့်လဲပတ်နေတဲ့လောင်းကစားဂိမ်းတွေဗောနော်အွန်လိုင်းလောင်းကစားဂိမ်းတွေကိုဒီ website တွေကိုပိတ်ပင်တားဆီးနေတယ်လို့သတင်းတွေရသိရပါတယ်အဲ့တော့ဒါတခုတည်းနဲ့တော့မပြီးသေးဘူးဗောနော်တော်တော်များများဒီ streamer တွေဆိုလို့ရှိရင်သူတို့ရဲ့အကောင့်တွေမှာဗောနော် live လွှင့်လို့ရှိရင် အောက်မှာစာတန်းထိုးပြီးတော့ကြော်ညာတာတွေပါရှိတယ် ချို့သောစထရီမာတွေဆိုရင်ကိုယ်တိုင်ဆော့ပြလိုက်ရအောင်ရှိတယ်အဲ့တော့ကျွန်တော်တို့လည်းဒီလိုဗီဒီယိုတွေရိုက်နေတာဖြစ်တဲ့အတွက် content creator ပါပဲနော်ဒါပေမဲ့ဘယ်လိုနီးနဲ့ကန်လန်ကန်လန်ဘယ်လောက်နဲ့ကန်လန်ကန်လန်ကျွန်တော်တို့ရဲ့ဒီအောက်တွေမှာကျွန်တော်ရဲ့ဒီဗီဒီယိုတွေအောက်တွေမှာလောင်းကစားကြုံညာဘယ်တော့မှထဲမှာမဟုတ်ဘူးသိန်းတစ်ထောင်ပေးရင်လည်းကျွန်တော်မရှိဘူးအလောက်ပတ်စံကျွန်တော်မှမရှိဘူးသိန်းတစ်ထောင်ပေးရင်လည်းကျွန်တော်လုံးမမဟုတ်เนาะဒါကြောင့်လေဒီ gain တွေကြောင့်ဘွားပြတ်သွားတဲ့သူတွေအများကြီးရှိတယ်အဲ့တော့အပြင်းပြေဖြစ်တယ်ဆိုရင်ပြဿနာမရှိဘူးအပြင်းပြေခဏခဏအပြိုဖြစ်တယ်ဆိုရင်ပြဿနာမရှိဘူး ဒါပေမဲ့အတင်းကြီးဘဝနဲ့ချီပြီးလိုက်ပြီးတော့ဆုံးရှုံးသွားတဲ့သူတွေအများကြီးရှိတယ်။နော်ကျွဲကိန်းတို့ဘာတို့ငါးပြစ်ကိန်းတို့နော်အဲ့လိုကိန်းတွေဆော့ကြတယ်ဖဲရက်ကိန်းတို့ဒီလိုကိန်းတွေကြောင့်ဆုံးရှုံးသွားတဲ့သူတွေအများကြီးရှိတယ်။အခုမန္တလေးရဲတပ်ဖွဲ့ကနေပြီးတော့တက်နေသူလိုက်လံပိတ်ဆို့နေဖြစ်ပါတယ်။နောက်တစ်ခုကဒီကြားဖြတ်နေပသက်ပြီးတော့ဗောနော်ဒီကောလာဟလာဒီထွက်ပေါ်နေတာကစတာလင်နေမြန်မာနိုင်ငံမှာဒါပိတ်မယ်လို့ကြားတယ်။အဲ့တော့ဘယ်ကပိတ်တာလဲလို့မပြောတတ်ဘူး။တော့သူတို့ဒီစတာလင်ရဲ့မူရင်းကုမ္ပဏီဒီအီလိုမတ်စီယာကုမ္ပဏီက ပိတ်တာလား ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့စီကနေပြီးတော့ firewall ကာတာလားတော့ကျွန်တော်ပြောတတ်ဘူးဒါပေမဲ့ပိတ်မယ်လို့တော့ပြောတော့နော် starling ပိတ်ပြီးဆိုလို့ရှိရင်တော့ဒီလက်နက်ကင်တောင်းချမ်းသူတွေအတွက်ကတော့ပြုတ်ပြီသူတို့ကဘာမှလုပ်လို့မရတော့သူတို့ starling ကိုအားကိုးပြီးတော့သူတို့ water ဖြန့်ချီရေးတွေလုပ်တယ်ပတ်စံတွေရှာနေရတာဆိုတော့လေတော့နောက်ဆုံးသတင်းတစ်ပုတ်ပါဒါကတော့မန္တလေးမှာပသိမ်ကြီးမြို့နယ်မြို့ဝင်ဆိုင်မုံနာမှာဆိုင်ငယ်မောင်းလာတဲ့အမျိုးသမီးတအူးကိုတားနဲ့ဝင်တိုက်တယ် ဝင်တိုက်တဲ့ချိန်အမျိုးသမီးကကားတိုက်ခံလိုက်ရတယ်ကားမရက်ပဲနဲ့ဆက်မောင်းသွားတယ်မောင်းသွားတဲ့ချိန်မှာကားအောက်မှာချိန်ပြီးတော့ဒီမျိုးသမီးပါသွားတယ်ပုံမှန်ဆိုတိုက်ပြီးတော့ချက်ချင်းဆေးုံတင်လိုက်ဒီမျိုးသမီးအသက်ရှင်မှာဟောလက်ရှိအခြေအနေကတချို့ကလည်းဒီမျိုးသမီးဆုံးသွားပြီလို့လည်းပြောတယ်တချို့ကလည်းအသက်ရှင်သေးတယ်ဆိုးရိမ်စရာအခြေအနေလို့လည်းပြောတယ်နော်အဲ့တော့ရင်မောင်းတာမစင်မကျင်မောင်းနေပြီးတော့နော်ဒီလိုမျိုးဖြစ်တဲ့အထိလောက်တာတော့နည်းနည်းတော့လွန်တယ်လို့ကျွန်တော်ထင်တာနော်တော်တော်လေးမတ်ရိုင်းနေတယ် မိမှာပါနော်ဒီကားမိမှာပါအခုတည်ရတဲ့လောက်ဒါ 9G ဆိုလားမသိဒါနဲ့စတဲ့ကားနံပါတ်လို့တော့ကြားတယ်မတူးလို့ကြားတယ်အဲ့တော့ဒီလိုကားသမားမျိုးဒီလိုဖြစ်ရမျိုးပေါ့နော်ရင်လိုက်မှုလည်းကျူးလွန်တယ်လူတယောက်အသက်တည်ဆုံးစေရတဲ့အထိဖြစ်အောင်လို့လောက်တာဖြစ်တဲ့အတွက်ဒီလိုရဲရဲဆက်ဆက်လုပ်ခဲ့တဲ့သူတွေအတွက်ဥရိယနော်ထထိုက်တန်တန်ရေးယူသေးချင်ပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ